အားလုံးကျမ်းပါဘေးကင်းကြပါသေးဗျာဒီနေ့အော်တိုဘာလ၄ရက်နေ့နေကပိုင်းအတွက်လူဦးသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ဆက်မယ့်သတင်းတွေကတော့ဒီမဲအွန်လိုင်းမန္တလေးတက္ကသိုလ်200ပြည့်ပွဲလာတက်တဲ့အချိန်မှာ11တိုင်းစစ်ဌာနချုပ်တဲကို short တိုက်တုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်လိုက်ပါတယ် နောက်စစ်မှုထမ်းအပတ်စဉ်14တခုတည်းကနေပြီးတော့တပ်သားသစ်တွေဟာရှေ့တန်းမှာဒီအများပြားတေဆုံးပြီးတော့200ကျော်လောက်ဒီထိခိုက်ဒဏ်ရာနေတယ်လို့သိရပါတယ်ပြီးတော့ရွှေပူမြို့နယ်တိုက်ပွဲမှာတော်လိုင်းတက်တွေလက်နက်ခရမ်းတချို့တင်းကြီးရမိတယ်လို့သိရပါဗျ။ဒုံဆန်းစွချီသားငယ်ကိုထိန်လင်းကတရုတ်ကိုအကူအညီတောင်းတယ်လို့သိရပါဗျ။နောက်တီဘောမြို့နယ်မင်းတပ်မြို့ကိုဒီနေ့မနေ့အစောပိုင်းကစစ်တပ်ကလေယာဉ်တွေနဲ့ပုံကျဲတယ်လို့သိရပါဗျ။ တို့ရန်ကုန်မှာစစ်တပ်ကစစ်မှုဒဏ်ခိုင်းစေဖို့အတွက်လူငယ်တွေကိုဖမ်းဆီးတာတွေဒီအပိုင်းမှာအတော်လေးများလာတယ်လို့ဆိုပါတယ်ခင်ဗျာဒီသတင်းတွေကိုတင်ဆက်ဖို့စူးစိထားပါတယ်ဗျာပထမဆုံးသတင်းကောင်းတစ်ပုဒ်အနေနဲ့တင်ပြချင်တာကတော့ဒီဘူဂျုံမူကြီးမင်းအောင်လိုင်းမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲလာတက်တဲ့အချိန် မှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်ထက်ကိုတော်လိုင်းတက်တွေကရှော့တိုက်တုံးနေနဲ့ပြစ်ခတ်တယ်လို့သိရပါတယ်ဒီဒီနေ့အော်တိုဘာလ၄ရက်နေ့မနေ့6နာရီ15မိနစ်အချိန် မင်းအောင်နိုင်ကမန္တလေးတက္ကသိုလ်နှစ်တရာပြည်ပွဲတက်ဖို့ပြင်းဥလွင်ကမန္တလေးကိုရောက်ကြည့်လာပြီးတော့နန်းတွဲမှာရှိတဲ့ဒီအလဲပိုင်းတိုင်းစစ်ထဏာကျိုးအတွင်းမှာခက်တဝင်ရောက်တက်ခုခဲ့တယ်လို့သတင်းရရှိတာကြောင့်ရှုတ်တိုက်တုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတဲ့ မန္တလေးတက္ကသိုလ်ရာပြည်ပွဲမှာမြောက်လိုင်းကယတပီသူတွေအများပြားကိုလူသားတိုင်းအဖြစ်ကာကွယ်ယူပြီးတော့ပွဲတက်မှာဖြစ်လို့အခမ်းအနားကိုတိုက်ခိုက်လို့ရှင်ရင်နေရာအတိကျဖြစ်လို့ပုံမလွယ်ကူပေမဲ့လည်းအယတပီသူတွေထိခိုက်မှာကိုရှောင်ရှားလိုတာကြောင့်မြောက်လိုင်းတက်ကိုတဲ့လက်ပခအတွင်းကိုသာပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ ပြည်သူတွေရဲ့အကခုံတွေနဲ့လူသားတိုင်းလှုပ်ထားတာကြောင့်မန္တလေးတက္ကသိုလ်ရာပြည်ပွဲတက်နေတဲ့မင်းအွန်လိုင်းကိုထပ်မံတိုက်ခိုက်ဖို့အခွင့်မတာခဲ့ပေမဲ့လည်းလက်ပခအတွင်းကိုပြစ်ခတ်ထားတာကြောင့်၎င်းတို့ရဲ့တပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိနိုင်တဲ့အကြောင်းဒီနေ့မစ်ရှင်မှာနိုင်ပိုင်းအတွင်းလျှက်တစ်ပြက်အစီအစဉ်ရတာကြောင့်မစ်ရှင်ဖြစ်ပေမဲ့လည်းစစ်ကောင်းဆောင်ကိုအမှန်တကယ်ချင်းချောက်နိုင်တဲ့မစ်ရှင်ဖြစ်တာကြောင့်ကုညီအဖြစ်ပေးတဲ့နမေကမဟာမိတ်တွေကိုအထူးကျေးဇူးတင်တဲ့အကြောင်း Brave Warrior for Myanmar အဖွဲ့ကပြောပါတယ် ဒီမဲအောင်လိုင်းလက်ပခတ်မှာလာတဲ့တယ်လို့သိရလို့ချက်ချင်းစီစဉ်လိုက်ရတာပါရှော့တိုက်တုံးနှလုံးသလုံးလက်ပခတ်ထဲကိုကြရတယ်လို့သိရတယ်အဲ့ဒီပြစ်ပြီးလို့မကြခင်မှာလေရင်နဲ့ပတ်ရှာတဲ့လက်ပခတ်ဝင်းကျင်ရောမန်းမြို့ပေါ်ရောပတ်ဝဲနေတာရဲဘော်တွေအားလုံးကတော့ဘေးကင်းစွာစုံနိုင်ခဲ့ပါတယ်လို့ Brave Warrior ပေါ်မြန်မာအဖွဲ့ကတာဝန်ရှိသူကအရှင်းပြပါတယ်ခင်ဗျာ ဒီအဲ့ဒီ mission ကို Brave Warrior for Myanmar အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ No More Dictatorship အဖွဲ့ People Service Force နဲ့ဒီရတနာပုံတပ်ဦးအဖွဲ့တို့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ BWM ရဲ့ mission 46ဖြစ်အောင်အောင်မြင်မြင်နဲ့ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာလို့သိရပါတယ်ခင်ဗျာဒီနေ့မနေ့စနေရီဝင်းကျင်မှာမဲအောင်နိုင်ကမန္တလေးတက္ကသိုလ်ရာပြည်အခမ်းအနားကိုတက်ရောက်ပြီးတော့ဖွင့်ပွဲဖွင့်လှစ်တာအမတ်တရစကားပြောတာတက္ကသိုလ်အဆောက်အဦအခြေတကူကြီးစုစစ်ဆေးတာတွေလှုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ နောက်သတင်းတပုတ်ကတော့ဒီစစ်မှုထမ်းအပတ်စဉ်စလေးတစ်ခုတည်းမှာပဲဒီတတသည့်တွေဟာရှေ့ရန်စစ်မြေပြင်မှာအများပြတည်ဆုံပြီးတော့200ကျော်လောက်စေကူတမှုခံယူနေရတယ်လို့သိရပါဗျ။ဒီစက်တင်ဘာလ12ရက်နေ့ကတင်နန်းဆင်းခဲ့တဲ့စစ်မှုထမ်းတတသည့်တွေကိုရှမ်းမြောက်ကချင်ကရင်ကရင်နီနဲ့ရခိုင်ရှေ့ရန်စစ်မြေပြင်တွေကိုအဓိကစေလွတ်ခဲ့တာမှာအဲ့ဒီလိုစေလွတ်ခံရတဲ့စစ်မှုထမ်းတတသားတွေအနက်ကတတ900ကျော်ဟာတည်ဆုံသွားခဲ့ပြီးတော့ 200ကျော်မှလည်းဒဏ်ရာရရှိတာကြောင့်စစ်ကူတမှုခံယူနေရတယ်လို့သိရပါတယ်ခင်ဗျာဒီရှေ့ရန်စစ်မြေပြင်ဒဏ်ရာရရှိတဲ့အပတ်စဉ်14ကစစ်မှုထမ်းတပ်သား200ကျော်မှစစ်ဆေးရုံတွေမှာစစ်ကူတမှုခံယူနေရပြီးတော့အဲ့ဒီတပ်သားတွေဟာသူတို့ရဲ့တက်ဆိုင်ရာမိဘတွေနဲ့ဆက်သွယ်ခွင့်ရရှိပေမဲ့လည်းမိဘတွေနဲ့ဒီဆွေမျိုးတွေကိုစစ်ဆေးရုံလာပြီးတော့တွေ့ဆုံခွင့်မပြုကြောင်းလည်းသိရပါတယ်ခင်ဗျာ ကရပင်းနယ်ဒီမော့စုတိုက်ပွဲတွေမှာဒဏ်ရာရှိပြီးတော့လွိုက်ကော်မြို့စစ်စေးယုံမှာတက်ရောက်ကုသနေတဲ့စစ်မှုထမ်းအပတ်စဉ်ဇလီကတပ်သားစစ်တအူးကလည်းအပတ်စဉ်ဇလီကတပ်သားစစ်အများစုမှာရှေရန်စစ်မြေပြင်ကိုဆေလွတ်ခံခဲ့ရပြီးတော့တည်ဆုံးသူအများပြားရှိနေတယ်လို့၎င်းရဲ့မိဘတွေထံကိုအသိပေးလာတဲ့အကြောင်းလဲသိရပါတယ်ခင်ဗျာ။ ကျွန်တော်သားကလဲကူရမ်းမွန်စစ်တနန်းကျောင်းမှာအပတ်စဉ်စလီဆင်းတဲ့ကရဘက်ကိုဆေလွတ်ခါရတဲ့ဒီမော့ဆူဖရူတိုဘက်မှာဒဏ်ရတဲ့လွိုက်ကောစစ်စင်းကိုရောက်နေပြီးကချင်ပြည်နယ်ကိုပို့ခွာရင်ရတဲ့အပတ်စဉ်စလီတနန်းစင်းတွေသေရာများတယ်လို့ပြောတယ်လဲကူရမ်းမွန်စစ်တနန်းကျောင်းကဆင်းတဲ့အပတ်စဉ်စလီအတော်များများကကချင်နဲ့ကရဘက်ကိုအပို့ခွာရတဲ့ တားကိုလည်းစေယုံကစင်းရင်တက်တာရင်ရှီရန်ပြန်သွားမယ်လို့သူ့အထက်အရာရှိကပြောတယ်ကျွန်တော်တို့ကိုလူကိုယ်တိုင်သွားကြည့်ခွင့်မပြုဘူးဖုံးပြောရတယ်ဗီဒီယိုကောပြောလို့ရတယ်လို့ဘတ်စင်စလေးကဒန်ရန်ရစစ်မှုတန်းတသက်သက်ရဲ့ဖခင်ဖြစ်သူကရန်ကုန်ခေတ်တည်ထင်းဌာနကိုပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာအကြံဖက်စစ်တပ်က2024ခုနှစ်မေလကစတင်လို့စစ်မှုတန်းဘတ်စင်ကိုစတင်ဖွင့်လှစ်ခဲ့ပြီးတော့လစဉ်လူငယ်9000ကိုစစ်သားဖြစ်ထူထောင်ခဲ့တာမှာအခုခါ ဒီစစ်မှုထမ်းအပစင်18ကိုရောက်ရှိနေပြီဖြစ်ပါတယ်ခင်ဗျာ။စကိုင်းတိုင်းရွှေဘူနယ်ကဒီတော်လိုင်းတပ်တွေရဲ့စစ်ရေးတရင်တချို့ကိုတင်ပြကြပါမယ်။စကိုင်းတိုင်းရွှေဘူမြို့နယ်တိုက်ပွဲအတွင်းမှာဒီစစ်ကောင်စီတပ်ထံကနေပြီးတော့လက်နက်ခဲယမ်းတချို့တော်လိုင်းတပ်တွေကရရှိခဲ့တယ်လို့သိရပါဗျာ ဒီအော်တိုဘာလ၂ရက်ကရွှေဘူမြို့နယ်တောင်ပဲချမ်းတိုက်ပွဲအတွင်းမှာ60မမတက်လက်ဘုံဒီတလုံး RPG တလုံးကိုတွန်လိုင်းတက်တွေကရရှိခဲ့တာပါရွှေဘူရင်းလေးကရတာလို့သိရတယ်ကြံတဲ့ရင်းတွေလည်းရတာရှိမရှိတော့အတည်ပြုနေတုံးပဲလို့ရွှေဘူမြို့နယ်စီရီတရင်မြစ်ကပြောပါတယ်အော်တိုဘားလ၂ရက်ကရွှေဘူမြို့ကနေထွက်လာတဲ့စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေတကနန်းကြေးရွာထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ရွှေဘူမြို့နယ်တရင်မှန်ပြန်ကြားရေးကသိပေးထားပါဗျာ။ တက်ဆိုင်ရာတိုင်ရင်တက်ဖွဲ့တွေထုတ်ပြန်ပါလိမ့်မယ်လို့လည်းရွှေဘူမြို့နယ်ခြေစိုက်ကာကွယ်ရေးရဲဘော်တူကပြောပြပါဗျာ။တက္ကနကြေးရွာကရွှေဘူမန္တလေးလမ်းပိုင်းဘေးမှာရှိတာဖြစ်ပြီးတော့တိုက်ပွဲကြောင့်လမ်းပိုင်းကိုခိတ္တပိတ်လိုက်ရတယ်လို့လည်းပြောပါဗျာ။တိုက်ပွဲဖြစ်ချိန်ရွှေဘူကညာနာနဲ့ထောက်ပို့တက်နှစ်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်လက်နက်ကြီးတလုံးဟာရွှေဘူမြို့ပေါ်က အောင်မေချမ်းမြေဘုံကြီးကျောင်းအတွင်ကြာရောက်ပြီးတော့73နှစ်နဲ့14နှစ်ရွယ်ရှင်သာမဏေ၄ပါးပြန်လွန်တော်မူခဲ့ရတယ်လို့လည်းဆိုပါတယ်ခင်ဗျာစကိုင်းတိုင်းနဲ့ကဘီဟာလန်းတွေနဲ့အဓိကလမ်းပိုင်းကို စုမိုးဖို့စစ်ကောင်စီကဒီကြိုးစားနေပြီးတော့အောက်ကလကဒီကမ္ဘလူမျိုးနယ်ကရွှေဘိုမြကြီးနားဘီဟာလမ်းပိုင်းကိုပြန်ထိန်းချုပ်ခဲ့ပါတယ်ခင်ဗျာဒါပြင်ခင်ဦးမျိုးနယ်ကလမ်းပိုင်းကိုပါဆက်လက်ထိန်းချုပ်ဖို့စစ်ကြောင်းထုတ်ခဲ့ပေမဲ့တော်လိုင်းအင်အားစုတွေကစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်နိုင်ခဲ့ပါတယ် ပြီးခဲ့တဲ့စက်တင်ဘာ22ရက်ကလည်းခင်ဦးရွှေဘိုလမ်းပိုင်းတိုက်ပွဲမှာဒူးဘုံမူကြီးအဆင့်တွေအပါအဝင်စစ်ကောင်စီတပ်သားတွေတေဆုံးခဲ့ပြီးတော့လက်နက်တွေနဲ့စစ်သည်တွေတချို့ပါတင်းစီရရှိခဲ့တယ်လို့ဒီတပ်ဆိုင်ရာတရင်တွေကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာ။နောက်ဒေါန်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်သူ့ရဲ့သားငယ်ကိုထင်လင်းကတရုတ်ကိုအကူအညီတောင်းတဲ့သတင်းကိုတင်ပြကြပါမယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်အချင်းထောင်တွဲမှာထိမ့်သိမ်းခံထားရတဲ့မိခင်တော်သန်းသူကြီးလွတ်မြောက်ရေးအတွက်တန်းငယ်ကင်အရစ်ခေါ်ကုထင်းလင်းကတရုတ်သမ္မတရှီကျင်းပင်ကိုအကူအညီတောင်းခဲ့တဲ့အကြောင်းဆောက်ချိုင်းနာမော်နီပို့သတင်းမှာဖော်ပြပါဗျာ။ဒီအသက်80ရွယ်ဒေါံသန်းသူကြီးဟာနေပြည်တော်အချင်းထောင်အတွင်းနှလုံးရောဂါပြဿနာနဲ့ကျန်းမာရေးအတွက်လုံလောက်တဲ့ကုသကွင့်မရတဲ့အပေါ်ဒီတားဖြစ်သူကင်ကထုတ်ဖော်ပြောဆိုလာပြီးတော့တရုတ်သမ္မတရှီကျင်းပင်အနေနဲ့မိခင်ဒေါံသန်းသူကြီးလွတ်မြောက်ရေး စစ်တပ်ကိုဖိအားပေးတောင်းဆိုထားပါတယ်ပူတင်လင်းကဒီဘေကျင်းဟာမြန်မာနဲ့ရှေ့လျားတဲ့ဆက်ဆံရေးနဲ့ကျယ်ပြန့်တဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိသလိုနိုင်ငံခြားတိုင်းပြည်တွေမှာလည်းဩဇာအရှိဆုံးဖြစ်တဲ့အကြောင်းပြောပါတယ်တရုတ်နိုင်ငံနဲ့ဒေါန်သန်းသူကြီးဦးဆောင်တဲ့မြို့သားဒီမိုကရေစီအစိုးရဟာစစ်ကောင်စီမင်းအောင်လှိုင်ထက်ပုံမူကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ယုံကြည်တဲ့အကြောင်းလဲကေမကဆိုပါတယ်ခင်ဗျာ ကျွန်တော်အမေနဲ့ NLD ဟာအနာသိမ့်မှုမတိုင်ခင်တရုတ်နိုင်ငံနဲ့ကောမွန်နဲ့ဖြစ်ထွန်းတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။သူကအဲ့ဒီဆက်ဆံရေးကို မြင့်တင်ဖို့ကြိုးစားနေတယ်။ဒါကသူ့နိုင်ငံအတွက်အရန်အရေးကြီးပါတယ်ဆိုတာသဘောပေါက်တယ်လို့ကင်ကပြောပါတယ်ခင်ဗျာ။ပြီးတော့ဒီတရုတ်အနာပိုင်တွေကလည်းတခြားသူတွေလိုပဲဒေါန်သန်းသူကြီးကို တွေ့ကျင်ပြီးတော့ဝင်ရောက်ခွင့်တောင်းနေကြတယ်လို့ယုံကြည်တဲ့အကြောင်း လွမြောက်တဲ့သူတွေကိုလွတ်ပေးရေးစစ်ဆိုးရကိုဖျားပေးဖို့တမရရှိကိုမေတ္တာရက်ခံကြောင်းကင်ကပြောပါတယ်။သူပြောတာကကျွန်တော်အမေထောင်ထဲမှာတည်သွားမှာကိုတစ်ချိန်လုံးစိုးနေနေတယ်။ထောင်ထဲအခြေအနေတွေကကြောက်စရာကောင်းတယ်မိမိနဲ့လူချင်းတွေ့ခွင့်ရကြတယ်လို့ကင်ခေါ်ကိုထိန်လင်းကပြောပါတယ်ခင်ဗျာ။ ဲနောက်တီဘောမျိုးနဲ့မင်းတပ်မျိုးကိုဒီနေ့အစောပိုင်းမှာဒီစစ်တပ်ကလေရင်နဲ့ဘုံကျဲတာမှာပြည်သူတုံးအပြင်းထန်တန်းရရှိပြီးတော့နေအချို့ပျက်စီးတယ်လို့သိရပါတယ်ဒီရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်နဲ့ချင်းပြည်နယ်မေတ္တမြို့တို့ကိုစစ်တပ်ကဒီနေ့မနေ့အစောပိုင်းကလေရင်နဲ့ဘုံတွေကျချခဲ့တဲ့အကြောင်းဒေသခံပြည်သူတွေနဲ့တပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ခင်ဗျာ ဒီဒီနေ့အော်တိုဘာလ၄ရက်နေ့မနေ့9နာရီ46မိနစ်အချိန်အချမ်းဖက်စစ်တပ်ကဒီဘောမျိုးနဲ့တွဲမှာရှိတဲ့နန်ဟူးလွဲရွာနဲ့ဂေါ်တန်ကျေးရွာအကြားကိုလေကြောင်းနဲ့ပုံကျဲခဲ့ပါတယ်အဲ့ဒီဘုံကျဲမှုကြောင့်ထိခိုက်မှုတစုံတရာရှိတယ်လို့မကြသေးရသေးပဲလေကွင်းပြင်တဲ့ကိုဘုံကျပောက်ကွဲတယ်လို့လည်းသိရတဲ့အကြောင်းဒီဘောမျိုးကဒေသခံတွေကဆိုကြပါဗျာ နဟုနဲ့ရွာနဲ့ဂေါ်ဒန်ရွာကြားကလေကွင်းထဲမှာဘုံကျပောက်ကွဲတယ်လို့သိရတယ်အထိကိုက်ရှိတယ်လို့တော့မကြားရသေးဘူးမြို့ပေါ်ကိုကျဲတာတော့မဟုတ်ဘူးလို့တိဘောဒေတာကပြည်သူတို့ကပြောတာပါ DNL ရဲ့ထုတ်ပြန်ချက်ကတော့ဒီနေ့9:49မိနစ်အချိန်မှာဒီဘောမြို့နယ်မဟန်ကြီးရွာမှာရှိတဲ့ရဲစခန်းဟောင်းအတွင်းကိုဂျက်ဖိုက်တာနဲ့ပေါင်250ပုံနှလုံးလာရောက်ကျေချခဲ့တဲ့အကြောင်းထိခိုက်မှုတုံတရာမရှိတဲ့အကြောင်းသတင်းမှာဖော်ပြပါရခင်ဗျာ။ မနေ့ကအော်တိုဘလ2ရက်ည10:15မိနစ်အချိန်စစ်တပ်ကဒီတီဘောမြို့ကိုလေရင်နဲ့ပေါင်900ပုံနှလုံးကျချတိုက်ခိုက်တာကြောင့်တီဘောမြို့နယ်ဆန်ဖိတ်ကျေးရွာမှာရှိတဲ့ဒီကုမုတ်တရာဟိုတယ်ကစောက်ဝင်တစ်ခုပျက်စီးသွားခဲ့တာဖြစ်ပါတယ်။အလားတူပဲဒီနေ့အော်တိုဘလ4ရက်နေ့မနေ့တနာရီ23မိနစ်ချိန်လောက်ကနနေ့တနာရီ35မိနစ်ချိန်တို့မှာဒီပစ်ချင်းပြည်နယ်မင်းတပ်မြို့ရဲ့နေရာနှစ်နေရာကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူနေတချို့ပျက်စီးတာတွေရှိခဲ့ပြီးတော့ပြည်သူ၃ဦးပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့အကြောင်း CDF မင်းတပ်သတင်းပညာရေးနဲ့မှတ်တမ်းဌာနကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီရန်ကုန်မှာစစ်တပ်ကစစ်မှုထမ်းစီခိုင်းဖို့လူငယ်တွေဖမ်းဆီးမှုမှာခုရပိုင်ပုံပြီးများလာတယ်လို့သိရပါတယ်ဒီရန်ကုန်မြို့မှာနေထိုင်ကြတဲ့လူငယ်တွေဟာအခုရပိုင်မှာစစ်တပ်ရဲ့အာဓမ္မဖမ်းဆီးမှုကိုပုံမှုကြုံတွေ့လာရတယ်လို့မြို့ကန်တွေကပြောကြပါတယ် ဒီရန်ကုန်တိုင်းအတွင်းမှာရှိတဲ့လိုင်းတရာရွှေပြည်သာအင်းစိန်စမ်းချောင်းအလုံးစားတဲ့မြို့နယ်တွေကအနည်းဆုံးလူငယ်15ယောက်အခုရက်ပိုင်းအတွင်းမှာစစ်တပ်ရဲ့အကြောင်းမဲ့ဖမ်းဆီးခံရတယ်လို့အဲ့ဒီမြို့နယ်တွေကပြည်သူတွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာဒီအောက်တိုဘာလ1ရက်ညပိုင်းကရွှေပြည်သာမြို့နယ်အမှတ်7ရပ်ကွက်ကဘေးရဆိုင်တဆိုင်ကိုညဦးပိုင်းအချိန်စစ်တပ်ကဝန်ဖမ်းလို့အဲ့ဒီမှာထိုင်နေတဲ့လူငယ်6ယောက်ဖမ်းဆီးခံရတယ်လို့မြို့ကန်တယောက်ကပြောပါတယ် နောက်ပြီးတော့အခုရပိုင်းတွဲမှာစစ်တပ်ကအင်အားအပြည့်ပါတဲ့စစ်ပက်၃ကားတွေနဲ့မောင်ရိတ်ခူအဆောင်ဖမ်းတာတွေလည်းရှိနေတဲ့အတွက်လူငယ်တွေအနေနဲ့ညဘက်အပြင်ထွက်တဲ့ကသတိထားပြီးထွက်ကြဖို့နဲ့ဒီညပိုင်းအထိအပြင်မှာမနေကြဖို့သတိပေးမှုတွေလည်းရှိနေပါတယ်။နောက်ရှိပီတာမြို့ကန်တယောက်ပြောတာက9နာရီလောက်ပဲရှိဦးမယ်ရုပ်ရှင်ုံနာကကြောင်ထဲမှာကားထုတ်ပြီးတော့ချောင်းနေတာပေါ်တာဆွဲဖို့ပဲနေမှာအပြင်တိတ်မထွက်ကြတာကောင်းတယ်လို့ပြောပြပါဗျာ။ ဒီပြီးခဲ့တဲ့စက်တဘာလလလယ်ပိုင်းကလည်းရွှေပြည်သာထန်းချောက်ပင်လမ်းစုံအနီးမှာလူငယ်9ယောက်ကိုတို့အေးလူအော်လို့ဆိုပြီးတော့ဘီရွဲ့ဆိုင်ကယ်မောင်းသူတွေနဲ့လူမိုက်တွေကဝိုင်းဖန်ပြီးစစ်တပ်ကိုအပ်ခဲ့ပါတယ်။ဒါပြင်လိုင်တရာအင်းစိန်အလုံးနဲ့ဆန်းချောင်းကလူငယ်တချို့လည်းပြီးခဲ့တဲ့ရက်ပိုင်းကအကြောင်းမဲ့ဖမ်းဆီးခံရပြီးတော့အခုထိအဆက်အသွယ်မရသေးဘူးလို့လည်းသိရပါတယ်ခင်ဗျာ။ စမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့မြို့သမီးတယောက်ပြောတာကကျမမောင်လေးရဲ့တငယ်ချင်းနဲ့အဖော်၃ရောင်လဲပြီးခဲ့တဲ့7ရက်ညကမြင်းနီကုန်းဘက်ကပြန်လာတာကိုစပီရစ်အကျော်နားမှာဖန်ခံလိုက်ရတာအခုထိအဆက်အသွယ်မရသေးဘူးလို့ပြောပါတယ်။အဲ့ဒီလိုဖန်သည့်ခံရမှုတွေထဲမှာအသက်မပြည့်သေးတဲ့ကျောင်းသားလူငယ်တချို့လဲပါဝင်နေပြီးတော့စက်တင်ဘာ14ရက်ကအလိုမျိုးနဲ့ဆော့ရံပိုင်ရက်ွက်ကထက်တန်းကျောင်းသားတယောက်ကိုစစ်တပ်နဲ့ရက်ွက်ကြီးရွာဥချိုရေးဖွဲ့ဝင်တွေက အတင်းအဓမ္မဖန်စီသွားတယ်လို့နေဆက်သူတွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာဒီလိုင်းတရားမြို့နယ်တဲကရေအုပ်ကရက်ွက်မှာလဲဒီစက်တင်ဘာလကုန်ပိုင်းနဲ့အခုလဆန်းပိုင်းမှာအဲ့စင်းအကြောင်းပြချက်နဲ့လူငယ်9ယောက်လောက်စစ်တပ်ရဲ့ဖမ်းဆီးတာခံခဲ့ရတယ်လို့နေဆက်သူတွေထံကနေသိရပါတယ်ပြီးတော့ဒီစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေအပါအဝင်နိုင်ငံတော်ကလူငယ်တွေကို ဖန်တီရာတွေရှိခဲ့ပြီးတော့စစ်မှုထမ်းဥပဒေစတဲ့အသက်ဝင်တဲ့နောက်ပိုင်းမှာအခြေအနေတွေကပုံမူပြီးတော့ဆိုးရွားလာတာပဲဖြစ်တယ်လို့ဒေသခံတွေက ပြောကြပါတယ်ခင်ဗျာအော်ဒူဘလာလေးရက်နေ့နေကမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှတာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်